မိုးကိုရင်ခွင်ကိုလာတဲပေးပါခွဲဒီနေ့ကတော့ကျွန်တော်တို့အခုတကယ်လဲချစ်စရာကောင်းပြီးတော့ဒါအခန်း၅ခန်းပါတဲ့ညတော့ကုံ30နဲ့တက်ဒါပင်လုံစီးဒီမောတို့ပင်လုံစီးဒီမတို့ပင်လုံစေးယုံတို့နဲ့နီးတဲ့ဒါရက်ွက်မှာရှိရဲအရန်လာပြီးတော့လမ်းလဲကျဲတဲ့အိမ်တလုံးကိုဒီနေ့ property စီကနေ house solo ပြီးမှဖြစ်ပါတယ် အယောင်ကတော့တကယ်ကိုကျွန်တော်တို့လူငယ်ဆန်တယ် modern ဖြစ်တယ်အပြီးတော့အခန်းဖွဲ့စည်းပုံလည်းတကယ်လှတဲ့အိမ်တလုံးလည်းဖြစ်ပါတယ်ဒါကျွန်တော်တို့မင်္ဂလာဆောင်ပြီးနေမယ်အိမ်ကိုကျွန်တော်တို့40 60မီတာဆိုအများကြီးမရှိဘူးဆိုရင်လည်းအဆင်ပြေတဲ့အိမ်မျိုးပေါ့နော် budget ကလည်း1000နည်းနည်းဆွဆွပေါ့နော်ကဲအဲ့ဒါဆိုတော့ကြည့်အောင်လား so ဒီမှာတော့သူတကားတော့ကျွန်တော်တို့အာလိပ်ပြာခောက်အောင်မှာ3ခောက်ချိုးတောင်ခောက်ပြီးတော့ဒီလိုအပြည့်ပေါ့နော် ပြင်မုတ်ဦးလေးပေါ့နော်ဒီမုတ်ဦးကတော့ ဒီလိုပုံစံဆိုရင်လှတယ်ပြင်ကျွန်တော်တို့ဟိုပါပေါ့အာတန်ဆူးကျူးကတ်လိုက်မယ်ဆိုရင်တော်တော်လေးကိုလုံခြုံသွားမယ်ဒါပေမဲ့ကားအကြီးရှိတယ်ဆိုရင်တော့အာဝင်ရခက်ခဲနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒါကဖြုတ်လို့ရတယ်ဒါပေမဲ့ပုံမှန်စီဒန်ကားပုံမှန်ကျွန်တော်တို့အာ Land Cruiser ဆိုရင်တော့ကျွန်တော်ဆန်မယ်ဟုတ်ဒီမှာတော့ကားနှစ်စီးရမယ်ပြင်ရေဆက်တို့ကျွန်တော်အဝီစီးသွင်းပါပြီးဒါဂျူးမျိုးပါပြီးဒါပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ဒါမိုဒယ်လေးတွေကနေပြီးတော့ ာ property စီကနေပြီးတော့အများတန်းတင်ဆက်ပေးလေရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့အာကျွန်တော်ပရိသတ်တွေအင်ဝေဂျင်တဲ့လူတွေအဲ့ဒီတော်တွေအများတန်းအဲ့အတက်ထွက်ပြီးဆိုရင်ကျွန်တော်တပုံထက်ဗီဒီယိုကျွန်တော်တို့ရအောင်စူးစမ်းပြီးတော့အကောင်းဆုံးတင်ဆက်ပေးနေတဲ့ channel လည်းဖြစ်ပါတယ်ဆိုတော့ဟို follow မလုပ်ထားဘူးဆိုရင်လည်း follow အရင်လုပ်ပြပါဦးနော်ကဲဆိုတော့ကြည့်မယ်ဒီမှာတော့ပုံမှန်ဖနက်ချွတ်တရာတို့ဘာလို့ပြင်ဒီအော်တိုဖနက်စင်တွေပါလွတ်လို့ရရပါတော့အပြင်ကျွန်တော်တို့ကက်ဘိနက်တွေထားပြီးတော့ ကားတော်တို့ဘာလို့လိုအပ်တာတွေထားလို့ရတယ်ဒါမှစင်ဝင်လက်အမြင်ပဲဒါကျွန်တော်အိမ်အိမ်မအတက်မစွန်းတဆင်ပြီးရင်နောက်တဆင်အနည်းဆုံးတော့ကျွန်တော်လမ်းတဲ့အာတပီခွဲနှစ်ပီလောက်ကိုမြင့်ထားပြီးတာပြီးရင်ဒါကျွန်းတကောက်ပေါ့နော်ဒီအိမ်မကတော့ကျွန်းတွေနဲ့အခန်းပွင့်စီပုံတော်တော်လာဝင်လာတာဒီမှာတော့ကျွန်တော်အင်ဒိုဒါရှူကက်ပင်းနဲ့ထားလို့ရမယ်အာပြီးရင်ကျွန်တော်ဒီမှာမှန်ဒီဒီကိုရေးရှင်းတွေလုပ်လို့ရမယ်ပြီးရင် အဲဝင်ဝင်ချင်းမှလည်းမီဆိုင်နေနဲ့ဒါကြိုဆိုးနေနဲ့နွေးထွေးတဲ့အိမ်ပေါ့နော်ပြင်ဒီအိမ်ကတော့တော်တော်လေးလဲလင်းတယ်ဒီမှာကြည့်လိုက်မမှန်အပြည့်နေပေါ့နော်မှန်အပြည့်နဲ့အဲဒီမှာကျွန်တော်တို့ living room ဖြစ်မယ် living room မှာလည်းကြည်ကြဲဝုန်းဝုန်းဆိုတာမျိုးထက်လင်းလင်းထင်းထင်းနဲ့ကြည်ကြဲလေးလေးလေးပေါ့နော်အဘဆိုအပေါ်မှာလည်းကျွန်တော်တို့ family living room ရှိသေးတယ်ဒါကတော့ဧကန်တဲ့တဲ့စကားပြောမယ်ဒီမှာတော့ကျွန်တော် dining ပေါ့နော် living နဲ့ dining ကတော့ ျွန်တော်တို့ဖွင့်ထားတယ်လို့ပြောလို့ရတယ်ဒီဘာလို့လဲဆိုတော့20 60မှာ living ရေးပဲတည်တံ့ယူမယ်ဆိုရင်နည်းနည်းချက်သွားနိုင်တယ်ဆိုတော့အဲ့လို living dining ကိုဖွင့်ထားတယ်ပြီး kitchen အနောက်ဘက်ကိုလည်းပြပြဆုံဆုံထည့်ထားတယ်နောက်တစ်ခုကဒီမှာဆိုရင်ဒါ dining အပေါ်ကကျွန်တော်တို့ဒီ chandelier တော့မဟုတ်ပဲမဲ့မီးဆိုင်ပေါ့နော်ဒါပေမဲ့တော်တော်လေး model ဖြစ်တယ်ဒီမှာတကယ်လှတဲ့ model နေရာဒီမှာဒါကျွန်တော် indoor plant site လို့ရတယ် ပန်းအတူလဲဆိုင်လို့ရတယ် decoration လဲလုပ်လို့ရတယ်ဥပမာပီယန်နိုဘာရှိမယ်ဆိုရင်ပီယန်နိုဘာထားလို့ရသူလေကအိမ်ယူထားတဲ့ပုံစံကလည်းအပေါ်ကနေအောက်ထိရှန်ဒလာလဲတော်တော်လေးလဲရှယ်တဲ့လှတဲ့ရှန်ဒလီယာကျွန်တော်ထည့်ထားတယ်အာပြောမယ်ဆိုရင်တော့သူ့ရဲ့အခန်း၄ယောက်ယူတဲ့ပုံစံလဲဘာလို့ဆိုဒီရှန်လေကအိမ်ကကျွန်တော်ဒီလူခွေယူထားတာဖြစ်တဲ့အကြောင်းလို့အရှိအနောက်ဆိုတာဖြစ်တဲ့အကြောင်းလိုက်တင်နဲ့ပို့ကောင်းသွားမယ်အခန်းယူတာလဲပို့ချေသွားဘာလို့ဆိုရင်ရှောက်လန်းနေရပေးစရာမလိုတော့ဘူးနော် ဆိုတော့မိနီထက်မှာတော့ဒါကျွန်တော်တို့အများသုံးဖို့ရေချူကန်အင်တာတစုံရှိမယ်အညော်အနတ်တွေလည်းဒါကြီးကြီးဝင်းအတင်းပေါက်ကြီးကြီးဖွင့်ထားတော့ပို့ပြောထွက်လို့မဟုတ်လားဒီမှာဆိုရင် instant heater တွေ basin တွေကြွေပြားတို့ဒါတွေကပြောစရာမလိုအောင်ပါပြီးသားနောက်တစ်ခုကဒီမှာကျွန်းတကားအောင်မှာဒီဘာလို့မီးမကြောင်နေဒီနေရာနဲ့အနတ်လည်းမထွက်ချင်ဘူးပြီးတော့ရင်ကျွန်တော်တို့အမြင်လည်းမြင်ချင်တယ်ဆိုတော့အနေထားမှာကျွန်တော်မှန်ထည့်ထားပေးရအောင်လေကျွန်တော် ဒါ idea တခုပေါ့နော်ဒါလည်း idea တခုဖြစ်တယ်ဒါကတော့ကျွန်တော်တို့ kitchen ဖြစ်ပါတယ် kitchen မှာဆိုရင်ဒီဘက်မှာကျွန်တော်တို့အဲစတုတ်ထားလို့ရတယ်သူက guest စတုတ်ထားရင်လည်းရတယ်ဒါပေမဲ့ဒါကတော့ကျွန်တော်တို့ electric စတုတ်ထားဖို့နေရာရဲ့ဒီဘက်ဆိုရင် wood shower set ထားမယ့်နေရာသူ့နေရာနဲ့သူ grand night နဲ့ဒေချာအံဝင်ခွင်ကြပတ်ကျွန်တော်ထည့်ထားတယ်နော်ဒီမှာဆိုရင်အဲ utility data ထားမယ်ဒါကတော့ကျွန်တော်တို့အိမ်အကူရှိခဲ့တယ်ဆိုရင်အိမ်အကူနေပေါ့အဲမရှိခဲ့ဘူးမလို့ဆိုရင်လည်း ်စတိုကန်အကြီးထားလို့ရတယ်။ပြီးရင်ကျွန်တော်အနောက်ဘက် west kitchen လေးပြ category လို့ကျွန်တော်တို့ဒါအသားငါးကိုင်းမယ်ငပိချက်မယ်ဆိုရင်ကျွန်တော်အိမ်ထဲမှာလက်လက်ပေါ့ကမချက်တော့ဘူးကျွန်တော်ဒီအနောက်ဘက်မှာချက်မယ်အညော်တွေလည်းကျွန်တော်တို့အာအပြင်မှာပဲရှိမယ်ဘောနော်ပြီးရင်လုံချုံရဲ့အတွက်တံပန်းတွေပါပြီးဒါပြီးအမူးမိုးလုံးလီလုံးဖြစ်သွားမယ်ဘောနော် so အဲ့ဆန်တော့ကျွန်တော်တို့ဒုတိယအလောတက်ချင်တယ် ဒီမှာတော့ကျွန်တော်တို့ခုနပြောသလိုပေါ့ဒီအိမ်ကတော့ဒီ open type ဖြစ်သွားမယ်ပြီးတော့ leak leak အိမ်ကအလယ်မှာယူလိုက်မယ်အလယ်မှာယူလိုက်တဲ့အားတာချက်ရှိလို့အာဒီမှာသူကဒီလိုမျိုး vibe ခုနပြောလို့ vibe လို့ sky hall လို့ပေါ့နော်အဲအော်နေအပေါ်ထိအတန်လေးကြားနေရမယ်ပြီးတော့ရင်ကျွန်တော်ဒီရှောက်လန်းပုံမှန် league ကဒီလိုရှောက်လန်းပေါ်တက်မယ်ဆိုဒီမှာအခန်းတစ်ခန်းယူလို့ရတယ်ဒါပေမဲ့ ီနေရာတော့ကျွန်တော်တို့ဒီဒီ launch ပေါ့နော်အဲပန်းလေးထားမယ်ဒါမှမဟုတ် sofa လေးထားမယ်ပြီးဒီအခန်းတော့ဒီလိုပေါ့နော်အရှိနဲ့အအနောက်ပေါ့နော်အရှိအနောက်ခွဲလိုက်တယ်ဒီမှာ legal aim ဒီလိုရှိသွားမယ်ဒါကလည်း living style တမျိုးပေါ့မပေါ့ဆိုကျွန်တော်ပုံမှန်အရင်မြင်နေကြ legal aim လိုမျိုးဆိုရင်ကျက်တယ်အ ventilation မကောင်းဘူးအဲ့လိုဆိုရင်နေရတာကျဉ်းကျက်တယ်။၂၀၆၀ငွေကိုတည်းကညကွက်ကနည်းနည်းကျဉ်းတဲ့နေရာမှာအဲ့လို လီဂယ်အင်တာဗျူးယူလိုက်မယ်ဆိုရင်အကုန်လုံးကအပိတ်အပိတ်ပိတ်ဆိုရင်လီဂယ်ကြီးထွက်လာမကောင်းပါဆိုရဲပေါ့နော်ဆိုဒီလိုပုံစံလည်းသူရအားသာချက်ရှိရဲဒါတော့ကျွန်တော်အနောက်ဘက်ဆိုရင်သူကအာဒီ16ပေအပြည့်လုံးအခန်းယူလို့ရတယ်ဖြစ်တယ်ကြောင့်မလို့ဒီဘက်မှာဒါကပြင်းထားမယ်ပြီးမှပြင်းပေါက်အပြည့်ဆုံးယူလို့ရမယ်အပြင်းအဲဒီမှာဆိုရင် wardrobe ပေါ့နော်အဲဒီလိုရောက်ရှေ့လေးတော့ဆိုလုံလောက်ပြီလေနော်ဟိုပြီးရင်သူရေချိုးကအင်တာလည်းထည့်လို့ရတယ် ။အကျွမ်းအင်တာမှာဆိုရင်လည်းဒါကြည်ကြားတွေက ship ကြီးကတ်ထားတယ်။ဘီဇင်တွေပါညာအကုန်ပါ။ပြီးရင်ဒါ urea ကတ်တွန်ဒစိမ့်တွေတရားထည့်ထားပြီးတယ်။ဒါဘာလို့လဲဆိုရင်ဒီ league အိမ်ကဒီအလယ်မှာယူလိုက်တာဖြစ်တဲ့ကြောင့်အရှိအနောက်ဟိုအခန်းနှခန်းကိုဖွဲ့ပြီးတော့အခန်းကြီးကြီးဝင်းယူလိုက်ရတယ်ပေါ့နော်။ဆိုတော့ဒီအခန်းလေးရှင်လည်းကြည့်လို့ရတယ်။ဒီအခန်းလေးရှင်လည်းဒါကျွန်တော်တို့အာလာဂျင်လည်းပိုကောင်းတယ်ဝရန်ဒါလည်းရှိမယ်ယေချွမ်းအင်တာလည်းရှိမယ်ပြည်ဒီလူမျိုးအဝတ် ဘီရူပေါ့နော်ဝတ်ဒရော့နေရာလေးချင်းချင်းဝင်ရပါမယ်ဒီဘက်မှာဆိုရင်လည်းရေချိုးကအိမ်နာမှာဆိုရင်ပြောပတ်ထပ်ပါထဲ့သုံးလို့ရဒါဆိုရင်ကျွန်တော်ရေစင်ကန်ပါပါနော်ဆိုတော့ပြောချင်တာကတော့လေကအိမ်ကြောင့်ဒီအခန်းဖွဲ့စည်းပုံတွေကပုံပြီးတော့နေရာယူလို့ကောင်းသွားတယ်ဝရန်ဒါလည်းရှိမယ်ခန်းတစ်ခန်းကလည်းဝရန်ဒါတစ်ခုရှိတာလည်း မြန်တဲ့ကျွန်တော်ဗီဒီယိုကြည့်နေကြလို့ဆိုရင်တည်ရဒါဆိုရင်နေလို့ကောင်းတယ်အေးအေးစောင့်နေကြလူလည်းတည်ဝရန်တာတခုပါလိုက်ခြင်း APP အခန်းရဲ့နေလို့ကောင်းတဲ့နေရာ ventilation အများကြီးကွာကောင်းမှာပေါ့နော်အခုတော့ကျွန်တော်တို့ဒါတတိယအလောင်းတွေ့ကြည့်မယ်အမ်ဒုတိယထပ်နဲ့တတိယအထပ်နဲ့ကသူအခန်းဖွဲ့စည်းပုံတူတူပဲခန်းဖွဲ့စည်းပုံတူတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကအာမိသားစုမမျိုးဆိုဒီအပေါ်ဆုံးအလွာ ်ဒီဘက်တော်၎င်းဒီဘက်တော်၎င်းကျွန်တော်ဖះเจ้าဆောင်ထားလို့ရတယ်ဥမာဒီနေ့အပွင့်ထားပြီးတော့ဖះခံထားလို့ရမယ်ဒီနောက်မှလည်းအောက်အလွာအတိုင်းပဲအခန်းတူတူပဲကျွန်တော်ဒီဘက်မှာချက်ပြပြီတော့ဒီအိမ်မှာတော့ကျွန်တော်ဖះခံအတွက်တည်တဲ့ရာထားတာမျိုးမရှိဘူးဆိုပေမဲ့ကိုအနေထားပေါ်ကိုလူမျိုးပါတာပုံမူတည်ပြီးတော့အပြောင်းလဲတုံးလို့ရတယ်နော်ဒီမှာလည်းပတ်သက်ပါတယ်အားရစင်ကနေပါမယ်ဟီဘူးကြီးတွေပါမယ် နောက်ဒီအိမ်မှာကျွန်တော်တို့နောက်တစ်ခုရှိပြီကဲဒီအိမ်မှာဆိုရင်မကြည့်လိုက်ဟိုးဘိုးဒီတော့တော့ဒါကျွန်တော်တို့သူ့ရဲ့ဟိုဟာဒီဇိုင်းပေါ့နော်အခီဒီဇိုင်းအရာဒီလိုအမိုးလေးဖြစ်သွားတယ်အပြင်ဒီဇိုင်းအနေကြည့်မယ်ဆိုဒီအိမ်ကပိုကြွသွားမယ်ပြီးတော့ဒီကြောင်လေးလေးကလည်းဒါမိုးအောက်ထဲရောက်သွားတော့မိုးတံတိတ်မခံရတော့ဘူးเนาะဒီတနေရာမှာကျွန်တော်ပုံမှန်ဒီမှာကျွန်တော်ဒီတိပဲ ဝရန်ဒါဒီလူထားလိုက်မယ်ဆိုရင်ဒီအပေါ်နားလောက်ရောက်ရင်ကျွန်တော်အပေါ်အောက်တက်တဲ့အချိန်မှာမြေကြီးကိုကြည့်လိုက်ရင်တော်တော်ကြောက်ဖို့ကောင်းတယ်ဒါပေမဲ့အဲ့ဒီဟာကိုဖြည့်ရှင်းဖို့ဒီနေရာကိုလူအာ frame လိုက်လုပ်လိုက်ပါနော်ဒါပေမဲ့ဒီဟာလည်း movable okay ပြီးဒီမှာ jet ထိုးထားလိုက်လို့ရတယ်အာလေးဝင်လက်ထက်လည်းပိုကောင်းသွားမယ် design အနေနဲ့နှစ်ခုရပါမယ်နော်ဒီလူအပြားလိုက်ဆိုရင် design တင်ပြီဒါဒီလူလေးဆိုရင် design တင်ပြီဆိုကျွန်တော်တို့ကြိုက်တဲ့ပုံစံကို ထားလို့ရတယ်။ဘာလို့ဆိုအောက်မှာချက်ရှိရယ်။ကဲအဆင်အပေါ်ဆုံးအလောတက်ကြည့်မလဲ။ကဲဒါကတော့ကျွန်တော်ခုနဒီမှာကြောင်နေလေကားတက်ပြီးတော့ဒီအမိုးလိုဖြစ်သွားမှာနော်။ပြီးဒီရက်ွက်က37ကျွန်တော်ခုနပြောလို့ဒါမန္တလေးလန်ကြော့ကက်အဲဒဲဝင်တော့မဟုတ်ဘူး။တစစ်ချိုးလိုက်ရင်ကြော့ကက်နေရာမှာဖြစ်တယ်။ပြီးတော့ရင်ကျွန်တော်တို့ဒါပင်လုံးကမုန်းပွင့်တို့စီးတိမတို့ပြီးတော့ရင်ဆေးရုံတို့အတောင်းကလာဆင်းမဆွင့်နေရတယ်။စံပြစည်းကိုလည်းဆင်းလို့ရတယ်ပေါ့နော်။ဆိုအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီအရင်တော့အသိ 12000နဲ့ဈေးဖွင့်လာတာဖြစ်ပါတယ်ဆိုအားလုံးလာရောက်ဝေယူရင်းနှီးမြှုပ်နှံလို့ရပါပြီဆိုတော့တင် email တွေအခုပဲ account တွေဖော်လိုက်ပါ